အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနီလီတနည်းဖြစ်ပါစလို့ဒီညာကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့နေ့လည်းမှာတော့ Liverpool အသင်းရဲ့တိုက်စစ်ဒါကျွန်တော်အကြောင်းလေးနည်းနည်းလေးပြောခြင်းနဲ့ Liverpool အသင်းနေနဲ့ဒါကျွန်တော်တို့ဒီ ဒီဘက်မှာတော်တော်လေးကိုဟစ်ဖြစ်နေတဲ့သတင်းတစ်ခုထွက်လာခဲ့တယ်။အဲ့ဒါကဘာလဲလစ်ဗာပူးအသင်းကသူရဲ့တိုက်စစ်ပိုင်းကိုအလုံးစုံပြောင်းလဲမယ်ပေါ့နော်။တိုက်စစ်ပိုင်းအလုံးစုံပြောင်းလဲမယ်ဆိုတော့တောင်ပန်ဒီကလွင်တိုက်စစ်ပိုင်းကိုတော့အလုံးစုံပြောင်းလဲမယ်။ဒါပေမဲ့လက်ရှိမှာနောက်ဆုံးရသတင်းတွေအရာကောကြားရတဲ့သတင်းတွေရောလစ်ဗာပူးအသင်းကလည်းဒါကျွန်တော်တို့ Louis Diaz အပါဝင်ဒါကျွန်တော် Cody Gakpo တို့ကလည်းဒါထိုက်တဲ့နဲ့ဈေးတွေရမယ်ဆိုရင်တော့ဒါသူရဲ့ offer တစ်ခုကို listen တော့ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဘာလဲဆိုတော့ အဲ့ဒါပဲလီဗာပူးတင်းနဲ့ဒီလိုမျိုးဥစ္စာတွေ offer တွေကိုနားထောင်ပေးဆိုသူတို့အနေနဲ့ဒါသူတို့စိတ်ဝင်စားတဲ့ကစားသမားတွေ market ထဲမှာများရှိမလားဒါအပြင်ကျွန်တော်ဒါယူပဲကျွန်တော်အဓိကဆွေးနွေးသွားမှာပဲလီဗာပူးတင်းနဲ့လာမင်းတွေရာမှာသူတို့ရဲ့တိုက်စင်မှုတွေနေရာမှာအဓိကပြောင်းလဲသွားမယ်ဒါကျွန်တော်နှစ်ယောက်လုံးနေရာကိုလည်းဒါလက်ရှိမှာနှစ်ယောက်လုံးတို့ရှာနေတယ်အဲ့တော့ ဒါလေးကိုနည်းနည်းလေးပြောလိုက်အောင်လီဗာပူးတင်းနေတာကျွန်တော်ပထမဆုံးအယောင်းကိစ္စနည်းနည်းပြောအောင်လီဗာပူးတင်းနေခုလက်ရှိမှာသူတို့ရဲ့အဓိကတိုက်စစ်မှုတွေဖြစ်တဲ့ဒါဝင်ဇီနူးနက်စ်နဲ့ဒါကျွန်တော်တို့ဒီကိုဂျိုတာပေါ့နော်ဂျိုတာကလက်ရှိမှာဖြေကရှင်းပါတယ်လီဗာပူးတင်းနေနေဒါကျွန်တော်တို့လွယ်လွယ်ကူကူပဲသူများဒါဟိုဟာလောက်အရင်ကြီး complicated ဖြစ်မဲ့အနေထားမှာတော့မရှိဘူးလက်ရှိကားတဲ့ value ရတော့ဒါဒီကစားသမား Euro 55တန်ပတ်ချာလဲဝင်ညင်ညာရှိတယ်ပြီးတော့စာချုပ်သက်တမ်းကလည်းဒါကျွန်တော်တို့2029ရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့ပထမအတာအကုန်လုံးပြောနေကြပုံရတာဟာအဲ့ဒါ ဒီကိုဂျူဒါပုံစံမျိုးအလွတ်နဲ့ထွက်မှာလစ်ဗပူးကဒီကိုဂျူဒါအလွတ်နဲ့ထွက်ဖို့တော့ပေးထွက်ဖို့တော့အစီအစဉ်မရှိဘူး။ဒါပေမဲ့ဒီနေရာမှာဒီကိုဂျူဒါကိုဝယ်ခြင်းနဲ့ကလပ်ကသူ့ရဲ့အသင်ဟောင်းဖြစ်တဲ့ဟူးအသင် ဖြစ်တဲ့ဘာလို့သူ့အသင်ဟောင်းဟူးအသင်ကဝယ်ဖို့အတွက်စိတ်ဝင်စားနေရလဲ။အဖြေကရှင်းရှင်းလေးပြလက်ရှိမှာဒါကျွန်တော်ဟူးအသင်နဲ့လာမေ့ဒါကျွန်တော်နွေရာဒီမှာသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Matthews ခွန်နာကိုဆုံးရှုံးမှုရှိတယ်။ဆုံးရှုံးအောင်ရခိုင်တော့များတယ်။ Matthews ခွန်နာကိုသူတို့ရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဘူးတဲ့။ဒါကျွန်တော်ဒီကူဂျူနာနဲ့ပဲပြန်ပြီးအစားထုတ်မှုရှိတယ်။ဂျူတာကအခုလက်ရှိအသက်အရွယ်အဖြစ်အခုမှ28နှစ်ပဲရှိသေး ေသေးတယ်1996နေတာကျွန်တော်ဖွားပြီးမတာဒီလာမဲ့ဒီဇင်ဘာ၄ရက်နေ့မှာ2029ပြည်မှာအဲ့တော့လက်ရှိမှာလီဗာပူးသင်းတဲ့ market value ကဒီကစားသမားကိုဒါကျွန်တော်တို့ transfer market က45တန်းသတ်မှတ်ထားပေမယ့်စာချုပ်တက်တန်းရအခုလက်ရှိမှာဒါကျွန်တော်တို့တိုတယ်အပြည့်နဲ့နှစ်တော်ကြံသေးတယ်ပေါ့ဗျာဟုတ်တယ်မ2029ဆိုတော့နှစ်နှစ်တော်ကြံသေးတယ်ဆိုပေမဲ့လီဗာပူးသင်းတဲ့ဒါခေါ်ချင်တဲ့ club များရှိမယ်ဆိုရင်တော့ euro တန်း30ပေါင်28တန်းလောက်ပတ်ချုပ်25 28တန်းလောက်ပတ်ချလဲဝင်ကြတယ်ဒါဒီရေကိုဂျူတာကိုခေါ်လို့ရနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုဒါလက်ရှိမှာရောင်းစေးတင်လိုက်ပြီဒီရေကိုဂျူတာကိုလက်ရှိမှာ ော့သူ့ရဲ့အသင်းဟောင်းဖြစ်တယ်ဒါကျွန်တော်တို့အမှုအသင်းကစိတ်ဝင်စားနေတယ်28 25အိုက်ပတ်ချာလဲဝင်ကြဆိုဂျူတာကိုဒါပြန်ဝယ်ဖို့အတွက်စိတ်ကူးတယ်ဒါမဲ့ ဒီအပြောင်းရွှေ့ကဒီကိုဂျူတာအဲ့အပြောင်းရွှေ့ကဒါ Matthews 9အယောင်ဖြစ်မှာသူတို့နဲ့ဒီကိုဂျူတာဝယ်လို့ရအောင်ပေါ့နော်ဥပဒေနဲ့အခုလက်ရှိမှာ budget ရအရင်မရှိသေးတဲ့ကြောင့်မို့ပေါင်25သန်းဘုံဘလောသွားတုံးလို့မရအောင်သူတို့နဲ့ Matthews 9ကိုရောင်းလို့ရတဲ့ပတ်စံကနေပြီးတော့ Matthews 9ကရရလက်ရှိမှာ62.5သန်းနဲ့ရောင်းလို့ရမယ်အဲ့ဒီရဲ့ပတ်စံရဲ့ဒါကျွန်တော်သုံးဖို့တပူလောက်ကိုဒါဒီကိုဂျူတာကိုပြန်သုံးပြီးသူတို့ရဲ့အသင်ကိုပြန်ခေါ်မယ်ပေါ့နော်ဒါဂျူတာကလက်ရှိမှာ Matthews 9နဲ့ဒါကျွန်တော်ကစားတဲ့ပုံစံတော့မတူဘူး position တွေရောတူတယ်စန်တာဖော်က left wing right wing နေရာစုံမှာဆော့လို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဖီဒါ finish ှင်မတော်လေးကိုကောင်းတယ်လီဗာပူးတင်ကလက်ရှိမှာဒီကိုဂျူဒါရဲ့အပြောင်းရွှေ့ကနေပေါင်25တန်လောက်ရဖို့အတွက်မျှော်လင့်နေတယ်တမပါတယ်ဒါပေမဲ့လီဗာပူးတင်ကဒီမာတွေရက်တက်နေမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်နောက်ထပ်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ဒါဝီစီနူးနက်စ်ကိုလည်းရောင်းချဖို့အတွက်ပြင်ဆင်နေတယ်ရည်ရတာကုလက်ရှိမှာ transfer market အနေနဲ့ဒါကျွန်တော်တို့ ဒီကိုဂျူတာနဲ့ဒါကျွန်တော်တို့အာဒါဝင်ယူနက်ဆိုရဲဒါတန်ကြီးတွေဂျားတဲ့မှာ၅ပတ်မဲ့ကွာနေတာမှရှိရဲဒါပေမဲ့ဒါဂျီယိုဂျူတာနဲ့ဒါဒါဝင်ယူနက်ဆိုအသက်ရွယ်အဖြစ်၃နှစ်နဲ့၄နှစ်ကြာလောက်ကွာတယ်ဒါကြောင့်မို့ဒါကျွန်တော်လက်ရှိမှာဒါဝင်စီနူးနက်ကိုတော့ခေါ်ယူမဲ့ကလပ်တွေကတော်တော်လေးကိုစိတ်ဝင်စားမှုတွေရှိတယ်လက်ရှိမှာကလပ်နှစ်ခုကတရားဝင်စိတ်ဝင်စားမှုတွေရှိပြီးတော့တရားဝင်ဒါအေဂျင့်နဲ့တူဆွေးနွေးတိုင်းချင်းဖြစ်တယ်မနစ်ကစောင်းရတဲ့ကလေးက L Healy အနေနဲ့ဒါကျွန်တော်တို့ဒါဝင်စီနူးနက်ကိုခေါ်ယူဖို့အတွက်တရားဝင်ကန့်လန့်မှုတွေပြုလုပ်ခဲ့တယ်ကောလာဟာလာတွေကယူရိုတန်း80တန်းရှိတဲ့ package ကိုကန့်လန့်မှုတွေပြုလုပ် ့ခဲ့ပေမဲ့လက်ရှိမှာ Richard Hughes တို့ဒါ Michael Edwards တို့အနေနဲ့ Liverpool အသင်းကိုဒါကျွန်တော်တို့ form ရပြတ်သွားမှာဆိုရတဲ့အတွက်ကြောင့်သူတို့အနေနဲ့မရောင်းခဲ့ဘူး အဲ့လက်ရှိလာမယ့်နေရာဒီမှာဒါကျွန်တော်အသင်းကနေပြီးတော့ဒါကျွန်တော်ရောင်းဖို့အတွက် ရောင်းစီတင်လိုက်ပြီဖြစ်ပြီးတော့ဒါ El Hilal ကို Atletico Madrid အသင်းကိုလာပြီးတော့ try ဖို့ရှိတယ်။ Liverpool တင်းနဲ့ဈေးလျှော့သွားဖို့အတွက် season မရှိပဲသူတို့နဲ့ဒီကစားသမားကစာချုပ်တက်တန်းရ3နှစ်တောင်ကြံနေသေးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါအချိန်ကခေါ်ခဲ့တဲ့ဈေးပုံစံပြီးပဲ Euro တန်း80ပေါင်65တန်းနဲ့တန်း60လောက်ပတ်ချလဲဝင်ငင်ကြလောက်ရဖို့အတွက်မျှော်လင့်နေ။အဲ့တော့ Liverpool တင်းကတော့ရှင်းတယ်သူတို့ရဲ့လက်ရှိတိုက်စစ်မှုနှစ်ဦးစီကနေပြီးတော့ပေါင်တန်း80လောက်အနည်းဆုံးရဖို့အတွက်မျှော်လင့်နေတယ်အများဆုံးတန်း90အများဆုံး တန်းရှစ်စလောက်ရဖို့တော့မျော်လင့်နေအဲ့တော့ဒါဝီစီနူနက်စ်ရဲ့အပြောင်းရွှေ့ကလည်းလက်ရှိမှာဒါပြည်တွင်းကကလပ်ကတော့မဖြစ်နိုင်ဘူးဘာလို့လဲလက်ရှိမှာဒါဝီစီနူနက်စ်ကိုဘဒူးမှာဒါပြည်တွင်းမှာပေါင်တန်း60ဘူးမရှိဒါပေမဲ့အခုချိန်ထိတော့အော်ဟီလေးကတော့ဒါခေါ်ယူဖို့အတွက်စိတ်ဝင်စားနေစေဖြစ်နေဒါတစ်ဖက်ကတော့ကျွန်တော်အက်သလက်တီကိုမက်ထရစ်ကတော့ပေါင်တန်း60ယူရို55တန်းပတ်ချလဲဝင်းကြရလောက်မယ်ဆိုတော့စိတ်ဝင်စားတယ်ဒါပေမဲ့အော်ဟီလေးကဒီနေရာမှာဒါ offer လုပ်နေတာပို့ပြီးတော့မြင်နေတယ်မဟုတ်ပါကစားသမားကတော့လက်ရှိမှာဥရောပမှာပဲဆော်ကျင်လာဆော်ဒီမှာပဲသွားပြီးတော့ငွေယူပြီး AC နေမလားဒါဝီစီနူနက်စ်အသက်အရွယ်အပြည့်အခုလက်ရှိမှာငငယ်လေးရှိသေးတဲ့အတွက်ကြောင့် အက်သလက်တီကိုဘက်ထရီသွားတာကသူ့အတွက်ကပူပြီးတော့ကောင်းနိုင်မယ်လို့မြင်တယ်။အင်တာကျွန်တော်စီမွန်နီအင်ဇာဂီတော့စီမွန်လည်းကျွန်တော်တို့စီမွန်နီအောက်မှာဒီအနေသူ့အနေနဲ့ဒါတောက်ပလာနိုင်မယ်လို့ကျွန်တော်အနေနဲ့တောင်အမေရိကသားတွေအောက်အချင်းချင်းအောက်မှာတူတော့အမြင်တောက်ပလာနိုင်လို့မြင်တယ်။ဆော်ရက်စ်တောက်မှာဒါကျွန်တော်တို့ဘာစနကပြောင်းမိတာကျွန်တော်သူ့တက်မှာတပို့ပြီးတော့မိုက်သွားတယ်တဲ့မှာချန်ပီယံအောင်ယူသွားခဲ့ပါအဲ့တော့ လက်ရှိမှာတော့သူတို့ဘက်ကအက်သလတီကိုမက်ထရွက်ကလည်းပတ်စံရှိတယ်အန်တိုနီယိုဂရီစမန်ကလာမယ့်လူရာဒီမှာထွက်တော်မယ့်အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါဒါဝင်စီနူးနက်စ်နဲ့ဟူလီယန်အဲရက်စ်ကိုတွဲပေးဖို့အတွက်စီစဉ်ရှိတယ်ပေါ့နော်အဲ့တော့လီဗာပူးတင်းကဒီကစားသမားတွေကိုရောင်းဖို့အတွက်ပြင်ဆင်နေတယ် ဒါပေမဲ့လက်ရှိမှာလစ်ဗာပူးသင်္ကန်းဒါကျွန်တော်တို့အခုလက်ရှိကြားရတဲ့သတင်းတွေကလာမယ့်ဒါရက်သက်တဲ့ဘက်မှာ e-set ကိုတရားဝင်စကားပြောဖို့ရှိတယ်။လစ်ဗာပူးသင်္ကန်းနဲ့ e-set ကိုတရားဝင်စကားပြောမယ်ဆိုပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုအရင်ယူပြီးမှပဲလစ်ဗာပူးသင်္ကန်းက Newcastle United နဲ့စကားပြောဖို့ရှိတယ်။ Newcastle United ကအခုချိန်မှာတပြားမှာပတ်စံမရှိဘူး။ပေါင်သန်း150ကပေါင်သန်း150ပဲ။တို့အနေနဲ့လစ်ဗာပူးသင်္ကန်းဒီလောက်ပေးဖို့တော်တော်ဒါကျွန်တော်စဉ်းစားပြီးသားဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမှာအကယ်၍သာပေါ့နော်။ဒီကိုဂျူတာကဒါဝင်နက်စ်ကိုရောင်းနေအောင်ဖြစ်သွားခဲ့မယ်လစ်ဗာပူးသင်္ကန်းအကယ်၍ e-set ကိုဒါပေါင်သန်း100နဲ့120ပတ် ချလေကြဝယ်မယ်ဆိုရင်တော့ပတ်စံအများကြီးဆိုင်စရာမလိုဘူးတော့ဟိုကောင်းလေးအပြောင်းရွှေ့ကနေပေါင်သန်း80လောက်ရထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ isac ကိုဝယ်မယ်ဆိုရင်အကိဒါ liverpool အသင်းနဲ့အာဒူကာဆယ်နဲ့ဒါတရဝင်းဈေးညှိနိုင်ပေါင်သန်း100နဲ့130ကျားဖြစ်မယ်ဆိုရင် liverpool အသင်းကတကယ်တမ်းပေါင်သန်း30လောက်ပဲစိုက်ရဖို့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ဒါတော်တော်လေးကိုတတ်လာသွားနိုင်မယ်အနေထားမှာရှိရအဲ့တော့ liverpool အသင်းက isac နဲ့တရဝင်းစကားပြောပြီးတော့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုလုပ်ဖို့ရှိတယ်ယူကာဆယ်ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာချန်ပီယံလိဝင်ဖို့အတွက်ကတဖြည်းဖြည်းနဲ့အားကောင်းလာပြီဖြစ်ကြောင့်အီဆက်ကိုခေါ်ယူဖို့ကလည်းတဖြည်းဖြည်းနဲ့ခက်လာ ာပြီလို့ပြောလို့ရတယ်မှာပါတယ်။ဒါကြောင့်မို့လီဗာပူးအသင်းကတခြားသောတိုက်စစ်မှုတွေကိုလည်းအခုလက်ရှိမှာတခြားတော့စောင့်ကြည့်နေတယ်။သူတို့အနေနဲ့အခုလက်ရှိမှာတကယ်ကိုစိတ်ဝင်စားနေတဲ့တိုက်စစ်မှုကဒါကျွန်တော်တို့ Friend Fire ရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ Hugo Archetype ပေါ့နော်။ Archetype ကိုတော့လာမယ့်လူရာဒီမှာ Friend Fire နဲ့ရောင်းချသွားဖို့အတွက်စီစဉ်ပြီးသားဖြစ်တယ်။ Archetype ကိုတော့ကျွန်တော်တို့ Friend Fire ဘက်ကနေရောပေါင်တန်းကိုဆိုယူရိုတန်း80ပေါင်တန်း60ပတ်ချာလဲဝင်ကျင်ကြနဲ့ဒါကျွန်တော်တို့ခေါ်ယူလို့ရနိုင်မဲ့ဈေးတစ်ခုကိုသတ်မှတ်ထားတယ်။ပြောချင်တာ Alexander Isak တော့အများကြီးအများကြီးဈေးသွားတယ်။ဒါပေမဲ့ ပြဿနာကဒီကစားသမားကတော့ပရီးမီးယားလီဂ်မှာအဆင်ပြေပါမလား။ဘာဂင်းနေတခုပေါ့နော်။အိဇက်ကတော့ဝယ်ယူပြီးခင်ဗျာခင်ဗျာအသက်မှာချက်ချင်းကောက်ပြီးဆွတ်လိုက်ပြီး ဒါပုံစံနဲ့ပြန်သွားပါဆိုဆာလာအီဆက်ဒါကျွန်တော်လူးဝစ်ဇီယက်ပဲဖြစ်ဖြစ်ဒါလက်ဝင်းကကစားသမားတက်ရောက်နေပေါ်လာရင်လီဗာပူးရဲ့တိုက်စစ်ကြီးကစောက်ရမ်းမိုက်သွားမယ်ဒါပေမဲ့လီဗာပူးတင်ဒါအီဆက်ရဲ့ဈေးကိုပေးပါမလားဆိုရင်မေးကုန်မေးရမယ်ဒါပေမဲ့အီဆက်ကိုတိုင်ကလည်းလက်ရှိမှာသူ့အနေနဲ့ကပေါ့နော်ဒါကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ဝင်တစ်ချက်တော့ကြည့်ရမယ်တဲ့မှာပါတယ်အီဆက်ကဖြစ်နိုင်မယ်ဆိုရင်တော့ဒါယူကာဆယ်မှာတစ်နှစ်လောက်ထပ်နေဖို့အတွက်ကြိုးစားသွားနေတဲ့တဲ့မှာဒါပေမဲ့ကောလာဟာလာတွေကဒါကျွန်တော်တို့အခုနောက်ပိုင်းလုပ်နေတဲ့ပုံစံတိုင်းပဲအီဆက်ကဒါကျွန်တော်ယူကာဆယ်ယူနိုက်တက်နဲ့ဂျန်တယ်မန်အဂရီမန့်ပုံစံမျိုးတစ်ခုကိုဒါလုတ်သွားပွဲရာရှိပြီးတော့ သူတို့အနေနဲ့ဒါကျွန်တော်တို့အကေစာချုပ်အသစ်ပုံစံမျိုးချုပ်ပြီးလာမယ့်ညရာဒီမှာဒါကျွန်တော်တို့ဒီဒီညရာဒီမဟုတ်ဘူးနော်လာမယ့်ညရာဒီမှာဒါကစားသမားကိုစာချုပ်ဖြတ်သိမ်းခြင်းနဲ့ခေါ်ယူလို့ရမယ်ဆိုတဲ့ပုံစံမျိုးတစ်ခုများ e-set လုပ်သွားနိုင်မလားဒါကိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်မိတို့ပင်စိုးစီကမဟုတ်ခုလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေအရဆိုတော့ e-set ကတော့ အခုချိန်ထိတော့ဒါစာချုပ်သစ်ကိုဒါကျွန်တော်ညင်းပယ်ထားပြီးတော့သူ့အနေနဲ့အခြေအနေတွေကိုကြည့်နေတော့ပြောလို့ရတယ်။ Liverpool သင်က Hugo Attack ကိုတော့စိတ်ဝင်စားတယ်။ဒါဒုတိယ option နေနဲ့စိတ်ဝင်စားတယ်။အချို့တော့ Kola Hammer, Victor Kyokeres, Lin, Liam Delap, Victor Osimhen တို့စိတ်ဝင်စားတယ်ဆိုတော့ Kola Hala ရရှိမှာတကယ်တမ်း top target ကတော့ Isak ဖြစ်ပြီးတော့ဒါကျွန်တော်နောက်က target က Attack ဖြစ်တယ်။လက်ရှိမှာ Liverpool သင်က left wing တွေကိုလည်းဒါဈေးကောင်းရမယ်ဆိုရင်တော့ရောင်းသားဖို့တဲ့ season ထားပြီးမယ်။အယောင်စီးတင်ထားတဲ့သဘောတော့မဟုတ်ဘူး။ Kyokeres, Luis Diaz ကိုအကယ်၍ကြိုက်နဲ့တတ်တဲ့ဈေးတစ်ခုအနေနဲ့လာကမ်းလန့်ခဲ့မယ်ဆိုရင်တော့ Liverpool သင်အနေနဲ့စဉ်းစားသွားမှာဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘလုံး ွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာ ကျေးလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလေး youth sport media 3.0ဆိုနဲ့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကြောင်းတော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတင်ပါနဲ့။ကောင်းမွန်သောညီလေးတနေ့ဖြစ်ပါစေ။ဆုမငောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ဒီနောက်မှပဲ AC တွေ့ကြတာပေါ့။မြန်မာလေးကလစ်ပေးကြပါအောင်။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ဒီပါဗျ။